ကချင်ပြည်နယ်ပေါ်မော်မြို့မှာတိုက်ပွဲတွေဆက်ပြစ်ထန်နေပြီးစစ်ကောင်စီတပ်ရဲ့ကာကင်စခန်းတပ်ခုကို KIA ကချင်လော်လိုက်တက်မတော်နဲ့မဟာမိတ်တွေကသိပ်ပိတ်လိုက်တယ်လို့ကချင် news crew ကဖော်ပြပါတယ်။ဧရာဝတီမြစ်ကမ်းဘေးကမြို့မစီပင်ရုပ်ဖွဲ့မှာရှင်းလင်းရေးတွေလုပ်နေတယ်။နှစ်မိုင်သုံးမိုင်ဖက်ကကာကင်စခန်းတွေကိုလည်းပြန်ရယူနေတယ်။ဒါပေမဲ့ခလာရတွေပေါ်ဝင်တိုင်းရင်းလိုက်သိနေတာမျိုးတော့မရှိသေးဘူးလို့ KIA ပြောခွေရဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။တပ်ပြင်ပြခရက်လာတွင်စစ်ကောင်စီပြန်သိမ်းသွားတဲ့ မနောက်ကွင်းဘက်ကနေရာတချို့ကိုလည်းအော်တိုဘတ်9ရက်မှာ KIA ဘက်ကပြန်သေးနိုင်ခဲ့တယ်လို့ရှင်းတန်းသတင်းရက်ွက်တွေကပြောပါတယ်။ဒါဟာစနေဘာ29ကခလာ၄၈နီကာကင်းစခန်းတစ်ခုနှမိုင်ကိုဘက်ကကင်းစခန်းတစ်ခုရှိပြီးသား KBC ဖရဲကျောင်းဘက်ကကင်းစခန်းတစ်ခုသိပ်ပိုက်ပြီးနောက်နောက်ထပ်သုတ်ခုကိုထပ်သိမ်းလိုက်တာဖြစ်ပါတယ်။ပမာမျိုးသေးတပ်ဘက်ကိုပြီးခဲ့တဲ့ဒီဇင်ဘာမှာစတင်ခဲ့တာဖြစ်လို့အခုဆိုရင်ဆယ်လတဲရောက်လာပြီဖြစ်ပြီးကချင်ပြည်နယ်အတွင်းမှာအခြေကြဆို KIA နဲ့စစ်ကောင်စီကြားကြား စီအာဆန်ပွဲဖြစ်နေတယ်လို့ဖော်ပြထားပါတယ်။ရှမ်းမြောက်ဒေသမုံမင်းမြို့နယ်ဝဲပုံကြီးဘက်ကိုစစ်လင်ကပိုးကျတဲ့အတွက်ကလေးငယ်တွေပါဝင်ဒေသခံ9ဦးသေဆုံးရှစ်ဦးဒဏ်ရာရတယ်လို့ TNL တမ်းမျိုးသားလွန်မြိုက်တပ်မတော်ကသတင်းထုတ်ပြန်ပါတယ်။အော်ရဘ9ရက်ည9:00နာရီခန့်မှာ Jet Fighter ကပေါင်250ပိုးသုံးလုံးကျဲသွားတယ်လို့ဆိုပါတယ်။သေဆုံးသူတွေထဲမှာကလေး2ဦးနဲ့အမျိုးသမီး2ဦးပါဝင်ပြီးနေအိမ်ဆယ်လုံးလည်းပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ ချင်းမြင့်နဲ့မင်းတပ်မြင့်တွေကကြီးပါတွေရောက်ကိုစစ်လင်ကပုတ်ကျတဲ့အတွက်စစ်ပီးရှောင်းကလေးတွေပါဝင်ဒေသခံ၄ဦးသေဆုပ်ခဲ့ရပြီး20ခန့်ဒဏ်ရာရတယ်လို့ The Minter Post ကဖော်ပြပါတယ်။အော်တိုဘတ်၈ရက်ည9:00နာရီခန့်မှာ Jet Fighter ကပုတ်ကျသွားတာဖြစ်ပြီးစစ်ရှောင်းကလေးတွေကိုလိုနယ်ရဲ့စာသင်ကျောင်းကိုထိမှတ်တယ်။စစ်ရှောင်းကလေးငယ်၃ဦးနဲ့မတန်စွာအမျိုးသမီး၁ဦးသေဆုပ်ပြီးဒဏ်ရာရသူ22ဦးရှိတယ်လို့ဖော်ပြထားပါတယ်။ တရင်တဲ့တိုင်လုံးလုံးမျိုးနဲ့တွင်စစ်ကောင်စီကစစ်ကြောင်းထုပြီးယူဝသားတွေကိုဖမ်းဆီးနေတယ်လို့ The Watch ကဖော်ပြပါတယ်။စနေမှာရှိရမှာအင်အားတရာခါရှိစစ်ကြောင်းတခုလုံးလုံးမျိုးနဲ့မြောက်ပန်းတော့ရှိယူဝစစ်ပြေးသိပ်ပံချက်ဖွဲ့ရောက်လာတယ်။အဲဒီကနေပန်းစီကြေးရွက်ဖက်အထက်မှာတော်လိုင်းတက်တွေက drone နဲ့တက်ခဲ့တဲ့အတွက်စစ်သားတချို့ဒဏ်ရာရတယ်လို့ဒေသခံတွေကပြောပါတယ်။အဲဒီလိုဒဏ်ရာရပြီးနောက်ပန်းစီကြေးရွက်ဖို့ကြီးကြောင်းမှာကထေအလှူအတွက်လိုအပ်နေတဲ့ယူဝသားတွေထက်ကလူငယ်တချို့ကို ဖန်စီပြီးခလာရတရားလေးစခန်းစီခေါ်သွားတယ်လို့သိရပါတယ်။တခါနောက်ထပ်စစ်ကြောင်းတစ်ခုဟာလည်းလောလောမြို့နယ်တောင်ပန်းရှိညမော်ရွာစီအော်တိုဘာ9ရက်မနက်ပိုင်းမှာဝင်ရောက်လာပြီးရွာသား9ဦးကိုဖန်စီခေါ်ဆောင်သွားတယ်လို့ဖော်ပြထားပါတယ်။စကန်တိုင်းမော်လိုက်မြို့နယ်ကစစ်မှုထမ်းတပ်သားတွေတူပြူစော်တီ2ဦးနဲ့ဆယ်အိမ်မှုတူတို့ဟာလက်နက်6လက်နဲ့တူတွန်လိုင်းတပ်တွေတန်းခိုးလိုလာတဲ့အတွက်စူးငွေချိမြင့်လက်တယ်လို့မော်လိုက် Revolution ဖွဲ့ကသတင်းထုတ်ပြန်ပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလသင်ငယ်စစ်စင်ဆောင်ရွက်နေစဉ်အတွင်းအခုလိုဝင်ရောက်လာတာလို့ဖော်ပြထားပါတယ်စစ်တပ်ဘက်ကနေတော်လိုင်းပဲဘဲပြောင်းခုလိုလာသူတွေကိုကျိုးဆိုလက်ခံနေတဲ့ပြည်သူပန်းနယ်ဖွဲ့ကတော့စက်တင်ဘာလနောက်ဆုံးသတင်းပတ်တစ်ခုထဲမှာတင်လာရောက်ပူပေါင်းသူလက်လက်ချသူစစ်သုံးပန်းဥယျာဉ်သုံးဆယ်နှစ်ဦးရှိတယ်လို့ဖော်ပြပါတယ်အခုနေ့စဇန်နဝါရီပထမပတ်ကနေစက်တင်ဘာလကုတ်ထိစည်ရင်ချုံမယ်ဆိုရင်စစ်တပ်ဘက်ကနေအလင်းဝင် စစ်မြေပြည်မှာလည်းနဲ့ချသုံးပိုင်းပြဖမ်းမိသူအလုံးပေါင်း2122ဦးအထိရှိနေပြီဖြစ်တယ်လို့စည်ရင်စည်ရနဲ့တကွဖော်ပြထားတာတွေ့ရပါတယ်ခင်ဗျာ